အဆင်နဲ့နောက်ကိုဘယ်သူပို့ပြီးနီးကောင်နိုင်နိုင်မလဲဆိုတော့အနေထားပေါ့နော်။ဒီကဘူးနဲ့ကတော့နည်းနည်းပြတ်နေအာဆင်နဲ့နည်းနည်း6မှတ်กว่าနေတာတော့မန်စီးတီအသင်း။ဘောဘူးကဘောလုံးပိုင်ဆိုင်မှုအဓိကထားပြီးတော့ကစားသွားတယ်။အရင်တိုက်တာမျိုးလည်းမဟုတ်ဘူး။ဟိုမန်စီးတီကလည်းအရင်မတိုက်ဘူး။ကတော့ရှုံးနေရတယ်အိတ်ဝဲနောက်ဆုံး6ဝဲသက်တော့ကတီယိုဘောနိုင်တာ။ဟုတ်တယ်နော်။ကြောက်တော့ကြောက်စရာမန်စီးတီ။ အခုပွဲသွင်းလေးတုံးတက်မဲ့ပွဲစဉ်တပွဲကတော့ဒါပွဲကြီးပွဲကောင်း basement ပါပဲကျွန်တော်တို့ man city နဲ့ဒီပါဘူးဒီနှစ်သင်းကအာဆင်နယ်နောက်ကိုဘယ်သူပို့ပြီးနီးကအောင်နိုင်နိုင်မလဲဆိုတော့အနေထားပေါ့နော်ဒါဟိုလီဗာပူးနဲ့ကတော့နည်းနည်းပြတ်နေအာဆင်နယ်နည်းနည်း6မှတ်กว่าနေတာတော့ man city အသင်းပေါ့နော်အာ man city အသင်းကတော့ဒါ villa ကိုရှုံးပြီးတဲ့နောက်ပိုင်းမှာသူပြိုင်ပွဲစုံကစားတဲ့၃ပွဲစုံကိုအနိုင်ရတယ်တိုက်စစ်က10ခုထိတောင်သွင်းထားပြီးတော့သူ့ရဲ့ movement တန်ဒီခြေစွမ်းအချိန်ဟုံးကတော့ဒါကောင်းနေတယ်သူဆိုရမှာပေါ့နော်ဒါဟိုဟာကြားရမှာလဲဒါ champion league မှာလဲဒါ dot မို့မတင်ဘူးအိမ်ကွင်းမှာပဲ၃ခုပြန် V1 နဲ့မှာအနိုင်ယူရတာကိုတွေ့ရတယ်ပေါ့နော်။ဟိုတစ်ဖက်ကလီဗာပူးကိုကြည့်ရင်ဒါလီဗာပူးကလည်းဒါဗီလာကိုပဲအနိုင်ယူပြီးသူ့ရဲ့လီနိုင်ပွဲဟိုပျောက်နေတဲ့ဟာကိုရက်တန့်သွားနိုင်ခဲ့တာကိုတွေ့ရတယ်။ဂျာရက်မှာလည်းဒါချန်ပီယံလိမှာပဲအန်ဖီမှာအဲ real အတင်းလို့အစီလို့နော်ချိန်မှာလဲသူကလည်းဘွဲစမ်းလိုက်ကိုဟိုနိုင်ယူပြထားလိုက်တယ်ဆိုတော့သူ့အနေထားကလည်းဟိုဖလားပြေးတဲ့အကြောင်းပုံမှာပြန်တက်နိုင်ဖို့အတွက်ကတော့ဒီဘွဲစင်ကလည်းအရေးကြီးသူ Man City အတွက်ကလည်းဒါဒီဘွဲစင်ကအမှတ်ရဖို့အရေးကြီးနော်ဘောပေါင်းစရာ3နှုတ်50ပဲနော် ဘော်ဒီဇီကတော့မန်စီးတီးကတင်းပြီးတာအဲ့ဒါတွေ့တယ်အာလီဗာပူးကတကယ်ခံစစ်ဖို့ပဲလေအလေးပေးကစားတာမျိုးကိုကြည့်ရတယ်ဒီကအာနယ်သလောလက်ထက်မှာပြန်ကြည့်မယ်ဒါပြီးခဲ့တဲ့ယာဒီမှာလည်းအဲ့အသိကြီးနေတဲ့ယာကင်ကလော့လိုဒီဟိုအပြန်လည်းဖွင့်ကစားတဲ့ပုံစံမျိုးမဟုတ်ဘူးပဲနဲ့သူကဟိုခံစပိုင်းကိုတေချာလေးပြန်ပြီးဖောက်ပြီးပကားဥမာဘဲရှိရယ်ပေါ့နော်တော်တော်ဒီယာဒီမှာပြန်ဒီချက်သီးတို့ဟို ပြောရမန်ယူနဲ့အာဆင်နယ်နဲ့ပွဲတွေမှာကြည့်မယ်ဆိုရင်သင်ကသုံးခုထပ်ချိတ်ခဲ့တာသင်တို့ကဘောလုံးထိနေကြတယ်ပဲအဲ့လိုမျိုးကတော့တွေ့တယ်သင်နဲ့ပွဲဆိုလည်းနောက်3မိနစ်ကြာမှမန်ယူနဲ့ပွဲဆိုလည်းဒုတိယပိုင်းကအဲ့လိုပုံစံမျိုးတွေပေါ့နော်ကျွန်တော်ကတော့ဒီလိုပွဲစဉ်မျိုးတွေကဒီအဲ့ဒါပရော့ဂရမ်ထဲမှာတိတိတတ်တဖြစ်လာတယ်ပြည့်ရပြောလို့ကောင်နော်ဟိုဒီ slot ကိုတော့ဟိုစလုံးမနိုင်ဘူးတည်းယူတာဘောရီတာနော်ဟုတ်ပါအဲ့တော့ဒီပွဲစဉ်မှာတော့ဒီ big match ပွဲစဉ်မှာတော့ဟိုဂိုးအ ਨੇ ပဲလေဥတီသွားနိုင်တဲ့အနေအထားမျိုး เนาะမြင်တယ်ကျွန်တော်တို့ဘောကြီးရွေးချယ်မှုအတွက်ကျွန်တော်ကမန်စီးတီးလီဗာပူးအဲ့လိုရွေးရတာတော့နည်းခန့်နေတယ်ကြိုက်တာတော့ကျွန်တော်ကကျွန်တော်ကအတင်းအစွဲအနေနဲ့ပြောကျွန်တော်မန်စီးတီးကိုဂိမ်းဆော်ရင်တော့မန်စီးတီးယူဆိုတော့မန်စီးတီးတော့ကြိုက်တာပေါ့လीเนาะအဲ့တော့ဒါပေမဲ့ဖြစ်တင်ဖြစ်တဲ့အနေထားမှာတော့ရွေးချယ်မှုဆိုတော့ပေးရမယ်ဆိုဒီဘွဲစဉ်ဒီဘွဲစဉ်ကတော့ဟို go out never ကိုဦးတည်နေတဲ့ဘွဲလို့တော့ကျွန်တော်လည်းမြင်ပါတယ်အဲ့တော့ဆရာတို့ရဲ့အမြင်လေးတစ်ချက်တော့ဟုတ်ကျွန်တော်အမြင်ကတော့ဒီဘွဲတွေကခုနကကျွန်တော်ပြောလို့ရအောင်ဆော်လက်ထဲမှာပြည်ပြတာကကြောင်းလဲလာတာဒါဒီ ဟိုဘယ်ရှိရဲ့အသေးလေးဆိုတော့အမင်းကောင်းနေနဲ့ထိတ်ထိတ်ကြည့်ဆောင်နေပွဲတွေပြီးတော့ဒါဘီပွဲတွေမျိုးတွေမှာအားလည်းတော့ကဖွင့်ဆော့လာမျိုးမရှိဘူးအဓိကဒီအာဖန်နဲ့ပွဲတွေမှာဆိုတဲ့ဂျာတီသားမှာသူခက်သစ်ကခေါင်းကြောက်ဆိုလို့ပြီးကိုးတွေညားနေရရှင်မျိုးမှာတော့သူချက်ချင်းချက်တက်သွားနိုင်တယ်တော်ဒီနိုင်နေပွဲတွေမှာဒီဖြည့်တင်းတဲ့ပွဲတွေမှာပြန်ကြည့်မယ်ဆိုရင်လည်းအတူအနေနဲ့တက်တစ်ကတော့ဝိုးတဲ့ပုံများခဲ့တဲ့အင်္ဂါမျိုးကိုတည်နေရဆိုတော့ကျွန်တော်ကတော့ဒီပွဲတွေမန်စီးတီးရဲ့တစ်ဖက်ကဆင်မန်စီးတီးရဲ့အိမ်ဝင်တည်ငြိမ်မှုလုံးနိုင်ခံအားနဲ့ဆိုရင် အပြန်အသွင်းကလေးခုလောက်ဖြစ်ပေါင်းတယ်ဆိုရဲပုံစံမျိုးမှာမမမြင်ဘူးနော်ကျွန်တော်ပရိဝန်တူတူဆိုတော့ဟာတိတ်တော့မလွယ်လောက်ပါဆောင်ဟာတော့အပြတ်တက်ကွာဟိုဖွင့်ကတော့တဝိုးပြလိုက်လည်းဖွင့်ကတော့မှာမဟုတ်ဒီတင်းနေရလေပြန်ပြီးတော့ဘောလုံးပိုက်ဆိုင်မှုအဓိကထားရတယ်ဗျာတို့တို့နှစ်တင်းပြန်စုံတော့ကြည့်လိုက်ရောဗျာဟိုပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်တို့ကလီဗာပူးကပို့ပို့ပြီးတော့အဲ့လိုမျိုးကစားအောင်တွေ့ရလီဗာပူးကအဂိုးဘောလုံးပိုက်ဆိုင်မှုအဓိကထားပြီးတော့ကစားသွားတယ် အရင်တိုက်တာမျိုးလည်းမဟုတ်ဟိုမန်စီးတီးကလည်းအရင်မတိုက်ရင်မန်စီးတီးကဘောလုံးပေးမကင်တဲ့ပုံစံမျိုးပေါ့နော်မန်စီးတီးလိုအတင်းမျိုးကလည်းဘောလုံးကင်ပြီးသူလှုပ်ချင်အောင်လှုပ်နေတယ်ဟုတ်တယ်ဟုတ်တယ်ဒီချလိုက်ဖြတ်မယ်သူတို့ရေဘောလုံးဖြတ်ပြီးဒီချလိုက်ပြီးရင်ဟိုအဆုံးသက်သေးကြတဲ့ဟာလန်ကိုမန်စီးတီးကထိုးပေးမယ်အဲ့လိုမျိုးလေးဟာလန်ကတော့အိမ်ကွေးမှာဘိုးကြီးဘိုးလေးမျိုးလေးအော်မပြောရရင်တန်တဲ့ဘိုးကြီးမှာဘိုးတွဲတော့ဟာတော့ရှုံးနေရတယ်အိမ်ကွေးနောက်ဆုံး6ဝန်းသက်တော့က ပြောပေါ်နိုင်တာဟုတ်တယ်နော်ကြောက်တော့ကြောက်စရာမှာကြီးတယ်အဲ့တော့ကျွန်တော်ကတော့ Man City နဲ့ Go Out ဆိုရင်လှမလားအဲ့အဲ့လိုမျိုးလေးနှစ်ချက်ကွက်စဉ်းစားရောဗျာဒါပေမဲ့ခုနကပြောလို့ Go Out ကလည်းပို့ပြီးတော့ဟို Go Out ကပြင်းပေမဲ့လေပြင်းပေမဲ့လေသူတို့ရဲ့ play အရာသူတို့ကစားမဲ့ style အရာဆိုရင်တော့ဒီလောက်ကြီး၃နှုတ်ကအလုံးလုံးပြ၃လုံးလုံးပဲထင်တယ်ဗျာ2-1ပေါ့ဟုတ်ဆယ်ဘယ်သိမ်းနိုင်လဲ1-2ပေါ့ ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီတင်းငွေညရတာ big match ပွဲစဉ်တပွဲဖြစ်တဲ့ကျွန်တော် Man City Liverpool ပွဲစဉ်ကိုတော့ကျွန်တော်တို့နှစ်ဖက်အပြိုင်ပြိုင်ပြိုင်တက်အတွင်းကိုကြီးအပြိုင်ဆိုင်များများကြီးနေလေညများဆန်တဲ့ under league ပွဲတစ်ခုဖြစ်ဖို့ထက်ခုနကဘောလုံးကင်ကစားတဲ့တူတို့ရဲ့ဟမ် play play style ကစားတဲ့ဟမ်ပေါ်မူတည်ပြီးအခြေခံတုံ့ပြန်ပြီးတော့မှကျွန်တော်တို့ကဒီပွဲစဉ်ကိုဂိုးနိုင်မယ်လို့ယူဆလို့ဂိုးအောက်ကိုကျွန်တော်တို့ရွေးချယ်လိုက်ပါ